်ပြန်မဟုတ်ပါဘူးဗျာဒါကဘယ်လိုလဲမှတ်တယ်ပြန်မယ်ခုလာရယ်ဆောင်းနေကြပါလိမ့်မယ်မော်လာတက်တယ်ဆောင်းနေတာလည်းကောင်းဘူးဘာမှလည်းဆောင်းရမယ်ဖြစ်ဒီရှင်းနေတယ်ကတော့ဘယ်လိုဆုံးဆုံးမှမလားဆက်ကုန်ရည်ဖြစ်ပါလေဒီဘောလုံးကတော့ဒီအခုချင်းစစ်တယ်ဘုရားမှာအာနာရှိချက်လို့ပြောတယ်ဒီရတယ်ကံရအောင်ဘာလို့ကလည်းစီရမ်းနေကြတာလဲသူတို့ကငမလာလို့ငါ့ဝိရယ်ကိုညနာဖြစ်ပါလေတရားဘုရားကိုသူတို့ဒီကနေ့ငမဖြစ်နေတာ ။ဘာမှဒီဥစ္စာတွေသင်္ခါခေတ္တမှာသာမန်ကလားတိုင်းကြောင်ဖြစ်ပါလေ။ဘာအမြင်ကလည်းတွေ့အောင်ရမှာဖြစ်ပါလေ။ဒီသမတ်တို့ဘုရားကိုယဉ်ကျေးကြတော့ဆိုသိကြတယ်မှာဖြစ်ပါလေ။ဘာမှလည်းဥစ္စာတွေဒီကြောင့်ဒီကနာမှာသူတည်ဖြစ်ပါလေ။ဘုရားလည်းဥမာကျောင်းတော်ကိုဆောင်ရတော့တော်တော်ကောင်းကသူသင်္ခါခေတ္တဖြစ်ပါလေ။အဲ့ဒီလိုအနေနဲ့သူများကဘုရားဒီနေ့ကြောက်တာလို့ပါတော့ဒီရောက်တဲ့ဆုံးဝဲခန္ဓာမှာ ။ဟာလည်းစိတ်ဓာတ်ကြီးနေရှိနေလို့ရှိနေလို့ဒီလိုမှတိုင်းလာကြည့်လို့နေရတဲ့ကျေးဇူးပါလားပို့တော့ပါကြပါဗျာ။အဲခါနေဟုတ်တယ်။ဒါတော့ခုလိုဒရိုင်းကမှနော်နဲ့မဖြစ်တဲ့ဟာတွေပြတ်ပြတ်ချာရဒရိုင်းကမှအိမ်မှာပဲဒရိုင်းကမှဦးစီးတဲ့ဒီစနဘကလေးကိုတို့ဖြေးကြရတယ်ဖြေးတယ်။အဲ့တော့ကလေးတို့ တော်တော်ဒီကံတစ်ခုကိုထားဖို့တော့တရားဥပဒေမှာဆက်ပြတယ်။ဘာကိမ်းရတယ်။ဆိုလေ။ဒီလိုဒီကံထားဖို့လျှောက်တယ်ဆိုတဲ့အကြောင်းလေးအနေချင်းတို့တို့သင်ပြပြပါမယ်။ဒီလိုဟာသောတာပန်လေ။ဒါပေမဲ့ဒီလိုဟာဒီတော့သောတာပန်ခွတ်ဖို့အားလေးဟာဆက်ပြတယ်။ဒါတော့ဒီလိုကပိဿုဗံကမ္မဝါဒဗုဒ္ဓဘာသာဖြစ်တယ်။ဒါပိဿုဗံကမ္မဝါဒဗုဒ္ဓဘာသာကိုသေရဝါဒ 就照呢，自家买菜呢，等年头，你记不住，记不住嘛，写不起毛啊！哎，别六十了，就六个大动作来个。别都忙干嘛？娃儿多大？多大？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  โอ้ราดาดาเนี่ยดูดะแต่เนี่ยที่เราว่าดาโอ้ราดาดาเนี่ยพิสุบังกังวันโอวราดาดาพิสุบังกังวันดาโอ้ราดาดาตัวพี่เด้อตาช้าตาช้าน่าดาเลยลูกสาวตาบ้านมาเคลียร์ที่ทาวูดาตาเร่ที่เจียีเบียวยังมันทุ่งในห้องที่มาพี่เด้อเนี่ยตัวรู้ลีเบียวยังเลยที่จะพาทุ่งตัวรู้ลีเบียวไม่เสียงอ๋อที่เราว่าดาโอ้ราดาดาเนี่ยพิสุบังกังวันโอ้ราดาดาฮะเอลูลีเลช้าน่าดาเลยลูกสางที่เราว่าดาโอ้ราดาดา ဗုဒ္ဓဘာသာရဲ့အကျိုးကြီးပွားကိုနောင်တမလွန်ကိုတိတ်အူထားတယ်။ဘုဒ္ဓဘိတ္တံကဏ္ဍပါတော်ဗုဒ္ဓဘာသာတော့အဲ့ဒီနောင်တမလွန်ဆိုတာတကယ်မှအပေါင်းဘူးလို့ပဲပြောရမှာတို့ဘုဒ္ဓဘိတ္တံကဏ္ဍပါတော်ဗုဒ္ဓဘာသာကကောင်းတာလုပ်ကြသည်ဖြစ်သည်မကောင်းတာလုပ်ကြသည်ဖြစ်သည်ဘုရားမဒီခင်တင်းမှာကောင်းကျိုးနဲ့ကောင်းတာလုပ်တာရဲ့ကောင်းကျိုးနဲ့မကောင်းတာလုပ်တာရဲ့မကောင်းကျိုးကိုဒီပေးပြီးနေတယ်အဲ့ဒါလည်းဘုရားကဒီနေ့ဖြစ်တာ 其他地方，本地地方这边哪儿都有哦。这根好粗，拉出来。本地路好粗的啊，那其他地方好粗路拉出来。都都，你说南三麻呀，咱包扎吧。哦，包扎。提肚里哈，提背心嘞。好好的，土好得，六十三年古，比比大得来生嘞。提咯，六三六四，你说南三麻呀，咱包扎不呢？提拉阿拉包扎。啊，国家努力过，国家没事，这以前没嘛事的呢。 အဲ့ဒီနောက်ကလေးတော့ချုပ်ပြီးတော့ပြောလိုက်တာဟာခရရရဘုရားပါနေတာဒီဘဝနောက်ဘဝတွေကိုလက်ခံတယ်အခုဘဝမှာငါမဟုတ်သူမဟုတ်ဆိုပြီးတော့အာလက်ခံတယ်သူတို့ကအခုဘဝမှာငါဟုတ်သူဟုတ်လက်ခံတယ်ဒါနောက်ဒေဒီနောက်ဆိုတာသူတို့ရဲ့လက်ခံချက်ကမတားဘူးအဲ့ဒီတော့အဲ့ဒီလောက်အထိဘာမှမရဟာဘုရားတရားရင်သူ့ပဲနဲ့ဌာနကြတယ်လို့အဲ့ဒီဌာနလာကလေးကိုနှလုံးသွင်းပြီးသူတို့ကိုသိနေကြတဲ့သူမင်းညာကြတဲ့သူဆိုတဲ့သူကလေးတွေကတော့အဲ့ဒါကလေးကိုနှလုံးပိုက်ပြီးတော့ပဲ သူမျိုးမင်းညာပေးကြလားလို့ဒီလိုမျိုးလေးပြောချင်ပါတယ်။ဒါဖြစ်လို့လို့ဆိုရင်အခုဒကာကြီးခင်ဗျားတို့ကတို့တို့ကိုတင်ခေါ်ပေးကြလား။ဒါဒီလိုအမေညာလေးတွေနားကြားကြရတော့ကြိုးစားတယ်။တို့တို့ကလည်းဒီလိုမေးတာညာနာကလေးတွေကိုပြေချပြီးရှင်းလင်းဖို့ကြိုးစားတယ်။အဲဒီလိုလုပ်တဲ့အခါမှာဘုရင်တို့တို့တို့ကနိုင်ယူမဲ့အနိုင်တောက်မဲ့လို့စိတ်ကူးနေမဟုတ်ကြဘူးဗျာ။ဘုရင်ကလည်းစိတ်ထဲမှာလည်းရှိနေမှာမဟုတ်ဘူး။ဘုရင်ရဲ့စိတ်ထဲမှာလည်းရှိဖြစ်ဖြစ်ပါတယ်။ ဒါပြန်ဘယ်လိုရည်ရွယ်ချက်နဲ့လဲလို့မေးရင်အဲပုဒ်ဗံကမ္မဝါဒဗုဒ္ဓဘာသာဆိုတာဘယ်လိုဟာလဲလို့သိကျင်တဲ့သူတို့မဟုတ်တိပိတာတွေကဆိုရင်တော့ဆရာတို့တို့ပြီးရှင်းလင်းကျင်တဲ့သူဆိုရင်ပုဒ်ဗံကနာကမ္မဝါဒရဲ့အဖြစ်မှန်ကလေးတွေကိုဒါနင်းရအောင်ဒီကလေးလိုက်ဆရာလေးတွေအနောက်ဘက်တဲ့ကလေးတွေပွင့်သွားအောင်ကျောဆိုဖို့ပြပဲဖြစ်တဲ့ဗျာဘယ်လိုလဲဆိုတော့မြို့တို့ကဘုဒ္ဓကိုအနိုင်တိုက်ချင်တာလည်းမရှိဘူးအဲ့တော့ကဘုဒ္ဓကိုအနိုင်တိုက်တာလည်းတို့ကမခံကျင်ဘူးလို့ဒီလိုပြောကြအောင်ပါအဲ့တော့ဒီနေရာမှာကတော့မြင်းကြခုံကြ အနိုင်လူကြတာလို့မှတ်သေးနဲ့ဟောပုသိမံကမ္မဝါဒဗုဒ္ဓဘာသာလို့ဆိုတဲ့ဟာဟာဒီလိုဟာတော့လေလို့ကျုပ်တို့ပုသိမံကမ္မဝါဒဗုဒ္ဓဘာသာလိုက်ဆိုင်ရာပြောဆိုချက်တစ်ကလုံးနေဖို့ညာတို့ကနေပြီးတော့နောက်တည်းပဲပွင့်သွားအောင်ဒါကမေးမြန်းကြည့်အောင်မယ်လို့ဆိုရင်လေကျုပ်တို့ပြောဆိုချက်တွေနေပြီးတော့မိတ္တမုန်းဟာလို့ဒီလိုပြောချင်တာလေနောက်တစ်ချက်ကဒီလိုပုသိမံကမ္မဝါဒဗုဒ္ဓဘာသာတွေကမဟုတ်တော့မှပုတိနေတဲ့သီရဝါဒဗုဒ္ဓဘာသာတွေကတော့တော့လက်တွေနဲ့ဆိုရင်တော့ ါတိကျပံကံတော့လာတော့တာမြင်တဲ့အញ្ញံနဲ့ဆိုရင်ဘယ်လိုနေတယ်လဲလို့ဆိုတာမျိုးမေးလို့ဒါမိန်းမ်းတတ်တာအဲ့ဒီမိန်းမ်းတဲ့အခါမှာခရဝရဗုဒ္ဓဘာသာရှုထောင့်နဲ့တိတိတိကိုမိန်းမ်းအောင်တော့တာကတိတိဖြေကြတဲ့ဟာခရဝရဗုဒ္ဓဘာသာနဲ့တူတော်လဲတူလဲမတူတော်လဲမတူလဲမတူလဲတော့တိတိရဲ့ဖြေကြချက်ကတော့ပြန်အော်သူတို့ကအဲ့လိုပဲယူတာတဲ့လားလို့ဆိုတာမျိုးနဲ့ပဲဒီနဲ့ပြေးကြတာလို့ပြောနေပါတယ်တိတိယူတာကိုမှားတယ်လို့လည်းပဲ မပြောပေးကြပါနဲ့။အဲဒီလိုအပြောမခံနိုင်လို့ဆိုတာထက်ညင်းပွားဖို့နိုင်ယူဖို့ပွဲမဟုတ်တဲ့အတွက်ပါလို့ပြောမျိုးလေးပြောနေတာလေ။ဥဒ္ဓကတစ်ခုခုကိုဖြေချပြီးသားပြီဆိုရင်တော့ဒီတော့ကဗုဒ္ဓဘာသာရှုထောင့်ကနေပြီးတော့ပြောဆိုဆွေးနွေးလိုက်တာကိုဥဒ္ဓကနေပြီးတော့ဖြေချပြီးသားပြီဆိုရင်တော့အဲ့ဒီဖြေချပြီးသားချက်ကလေးကိုအော်တို့ကအဲ့လိုယူတာပဲလို့မပြေနိုင်ရင်လည်းအဲ့ဒီလိုကလေးပဲပုံချထားခဲ့တာပါ။ပြင်းတဲ့ဆိုရင်တော့လည်းအဲ့ဒါကလေးကိုနားမလည်ရင်လည်းစားတဲ့လူသားပေးကြတာ။ဒါပြပဲတို့တို့ရဲ့ကျန်တဲ့မျိုးဖြစ်တယ်။ 我们要去拉的，那个不要紧，那个不要紧。그 내가 이 대화 들어가 후바가 나타나는 빨리한로 와중이 시작할래 시작하라 말해 후바가 나타나 하라신 대개 그거 대대양에 아이 말해 양두고 룩도로 하며 지고 대개 시작하라 말해 애들도 못하자 아이 후바가 나타나는 빨리한로 이 디라와라 보다바라가요 부르르리가요 룩 ပြောရတော့အောင်ပါပဲဒါပြင်တာသာပြင်ကြတာပါတော့ပြင်တစ်ဖက်ဖွဲလိုက်ပါပဲဒီဥပါရဏခန္ဓာနဲ့ဆက်လျင်းလို့အရောက်တော့ကြရင်တော့ဒီကကြီးခုနကပြဿနာပြင်ပြသွားတယ်လို့ပါပဲဒီဥပါရဏခန္ဓာနဲ့ဆက်လျင်းလို့အရောက်တော့ကြရင်တော့သိချသွားကြပါတယ်ဘုဒ္ဓလောကလေးပိုင်းဒီတော့ကခြေရက်မှာတူတူရောက်သွားပါတယ်ခြေရက်ရောက်သွားတော့ဆက်ပါတော့ဥပါရဏခန္ဓာဆက်လျင်းလို့အဲဥစ္စာဆက် အသွဲဆိုတာဘာလဲလို့ဆိုတာမျိုးတောက်ဆန်းပါလေတောက်ဆန်းတဲ့ဓမ္မအသွဲကိုလည်းပဲမျိုးမျိုးပုံပုံနဲ့ကောက်ကြပါလေအသွဲကိုမျိုးမျိုးပုံပုံကောက်ကြတဲ့ဓမ္မတကယ်တော့အသွဲတွေကငန်းလုံးနေတယ်လို့ဖြစ်ပါတယ်ဘယ်လိုငန်းလုံးနေတယ်လို့ဖြစ်တယ်လဲလို့ဆိုတော့ကတော့ဟိုဝေးလာမှရှိနေတဲ့ကိုနတိဘူးကြံဘူးခင်မလို့တဲ့သူတယောက်ယောက်ကိုဒီကနေပြန်တရိယာရင်တော့အသွဲလို့ဆိုတာမျိုးဟောပြတ်ပြပါလေအဲ့ဒီလိုမျိုးနဲ့ခုံးမိကုတ်ခါ ကိုလေးသားတဲ့ပုဂ္ဂိုလ်တူကိုတော်တော်ကြီးနဲ့မရှိတော့တဲ့ကာလမှာတတိတရားဖြစ်ပြီးတော့နေတာမျိုးကိုလည်းအတော်လို့ဆိုမျိုးဖတ်တတ်ကြပါလေ။ဒါလည်းဒီအတော်ဆိုတဲ့ကာလနဲ့ဥပါဒနာကာလဆိုတဲ့ကာလကလည်းတော့အလိုနေနဲ့လို့ဆိုတော့ဒီအတော်ဆိုတဲ့ကာလကိုပြောလိုက်ရင်ဥပါဒနာကာလကလည်းဖြစ်တဲ့ကောဥပါဒနာကဏ္ဍရောက်တာဆိုတာနဲ့အတော်ရောက်တာဆိုတာရဲ့အဖြစ်ဖြစ်တော့တာမို့လားခုပြောပါရစေ။အဲ့တော့ဘလို့ဆိုရင်အဲ့ဒါကိုမဆွဲရတော့ဘူးလားအဲ့ဒါကိုမရရပါဘူးလို့ဆိုတဲ့အခါမှာပြင်တော့လေ အထက်ထက်ဖြစ်ကြပါတယ်။အဲဒီလိုနဲ့ကအပေါ်ရောက်တဲ့ဟာသိညာပါတယ်။တချိန်ကကိုစစ်သူခင်လူဆိုတော့သူကိုကျန်တော်အောင်မေတီတရိရတာမျိုးပြင်တော့ဒါလည်းအစိုးလို့ပြောတာမျိုးပါသိကြတာပါပဲ။တကယ်ကြတော့အစိုးဆိုတဲ့အရာရဲ့အနောက်ဘက်တော်ကိုသနာလိုကလေးပါပဲဥပါရမေခန္ဓာတို့ဒါတို့ဆိုတာပတ်တော်မှသနာလိုဆိုရင်ဒါပဲလူဟာကိုပြောတာလေလို့ဒီလေးပု္ပ္ပါကိုသူတို့သိတဲ့စကားလုံးနဲ့နေရတာမှအစိုးဥပါတော်ကိုပြောတာ ။အခုလိုလေဘုရားအစောရတာကိုဖို့ရန်ဖြစ်တယ်လို့ပြောရတယ်ဖြစ်တယ်။ဒါကြောင့်အတွဲဆိုတဲ့စကားဟာဒုက္ခအတွဲညီနာခြင်းဒုက္ခလို့မှတ်ယူကြပါဗျာ။အခုလိုဆိုတော့အဲ့ဒီအစောကိုဘိုက်ထားပြီလို့ရှိရင်အဲ့ဒီအစောဖြစ်ကောင်းဖြစ်တဲ့အရာကိုပေးရမှာဖြစ်တဲ့အတွက်နောက်ဒီအစောမျိုးထုတ်နေရမှာလို့ဒီတော့ဒီဟာအစောဟုတ်လားမဟုတ်ဘူးလားလို့ပြတာကိုအဲ့ဒါကိုချုပ်ငင်းနေဖို့အတွက်ပြင်ရတယ်လားမပြင်ရဘူးလားလို့ဆိုတဲ့ဟာမျိုးနဲ့တိုက်ခါလိုက်ရင်ပြင်းနေကြရတာပဲပြောတာတူရဲ့ရင်ချုပ်ငင်းလို့ရရမှာပေါ့ တယ်မဟုတ်လို့ရှင်တော့သူငင်းလို့ရရပြီသူငင်းလို့ရရမယ်ဆိုတာသူငင်းဉာဏ်ပြင့်တယ်တဲ့သူငင်းဉာဏ်ကောင်းမြတ်တယ်သူငင်းဉာဏ်မင်္ဂလာရှိတယ်ဒါကိုသူငင်းရမှာဟောလို့သူလို့ဆိုတာပါအဲ့တော့အတွဲမဟုတ်တဲ့အရာဆိုလို့ရှင်ကတော့သွားပြီးသူ့ကိုနောက်မဖြစ်တော့သူငင်းခိုင်းပြီသူငင်းဉာဏ်လောကကြီးပြတ်သွားမယ်လောကကြီးဖတ်တယ်လို့မရဖြစ်ပါမယ်အဲ့လိုရှင်ရင်တော့အဲ့ဒါဟာအတွဲမဟုတ်လို့ပဲလို့သူပြောရမှာပါအဲ့တော့ဒီဥပါဒဏ်နဲ့ခန္ဓာနဲ့ဆက်လျင်းလို့ပြောရမယ်ဆိုရင်လည်း ေဒီနာတင်ညာတင်္ခါရဝိညာဉ်လို့ဆိုတဲ့အရာတွေကတော့သာရီပေရီသဘောတွေဝင်ပါပြီဖြစ်တဲ့အတွက်သာမန်သူများအနေနဲ့နည်းနည်းအခက်အခဲဖြစ်ပါလိမ့်မယ်တကယ်တော့အစွဲလို့ပြောလိုက်ရင်အဲ့ဒီအစွဲထဲမှာရုပ်စွဲရောဝေဒနာစွဲရောတင်ညာစွဲရောတင်္ခါရစွဲရောဝိညာဉ်စွဲရောအခုလုံးပါတာဖြစ်တဲ့အတွက်အစွဲလို့ပြောလိုက်ရင်သိရပါတယ်ပါရဏေခဏတကယ်ကြတော့ကိုယ်ဒီဒီလေးတွေကိုအစွဲလို့ဆိုမှာဆိုရတဲ့သတ္တမမအစွဲကိုပေါ်ထုတ်ဖို့ရအောင်အမှန်တန်လိုအပ်ပါတယ်အဲ့ဒါပေါ့ကိုယ်အိမ်မှာပကံကလေးတစ်ချက်ရှိတယ် ်ပျောက်သွားတယ်ဒုမုတ်ကွဲသွားတယ်ရှင်မပြရလေးနဗကံလေးပျောက်သွားတယ်ဒုမုတ်ကွဲသွားတယ်လို့အဲ့လိုမျိုးလို့အရာကိုဒါအစွဲပဲလို့မှတ်ချင်တတ်ကြပါတယ်အစွဲလို့မှတ်ချင်တဲ့အတွက်ဒါတွေကိုကွဲသွားတော့လကောင်းပြီးပြီးတော့ဖတ်လိုက်ကြပါပျောက်သွားတော့လကောင်းပြီးပြီးပြီးတော့ဖတ်လိုက်ကြပါတယ်ဖတ်လိုက်တော့ဒါကိုဖတ်ပြတာပေါ်မှာနေပြီးတော့အကျိုးရတယ်လားအကျိုးရတယ်လားလို့လေးအကျိုးရတယ်လို့လည်းပြောကြပါတယ် တကယ်တော့အပြစ်လဲရပါတယ်လို့သူကပြောချင်ပါတယ်။အကျိုးရရဲ့လို့သူတို့ပြောတဲ့အတိုင်းအကျိုးလေးထင်ရတာလည်းရှိပါတယ်။ကိုယ်ပ္ပံကလေးပျောက်သွားတယ်၊ကြောင်ကြကြတဘူးသာသာနဲ့ကြားတယ်ဖွေးတယ်၊စဉ်းစားတယ်တွက်ချက်တယ်လို့ရင်သင်ပန်းတာပေါ့။ကိုယ်ပ္ပံကလေးကွဲသွားတယ်၊ဒီမှကြည့်ရကလေးလို့အဲ့လိုမျိုးလို့သိတဲ့အနေနဲ့ကြောင်ကြကြတဘူးပေးမင်းဖြစ်ရင်တော့လေသင်ပန်းတာပေါ့။အခုနကပြောသလိုကွဲသွားပြီးပြီးတာပဲဆိုတဲ့သဘောမျိုးနဲ့ထားလိုက်ရင်တော့ငြိမ့်သွားတဲ့သဘောမျိုးလို့ဖြစ်တော့သူဟာတက်တာလေလို့ပြောရမှာလို့ရှိပါစိတ်ကြောင်ကြပြီတော့ အဲ့လိုမျိုးလည်းပဲတက်တာတာကိုကိုရိကိုမြင်လို့ရရဖြစ်တဲ့အတွက်ဒါအတွဲပဲဒီအတွဲကိုဒီလိုဖောက်ရတယ်ဆိုပြီးတော့ဖောက်ကြပါတယ်သူတို့ကတော့ဟာအဲ့ညာအတွဲလည်းမဟုတ်ဘူးဖောက်ရမှာလည်းမဟုတ်ဘူးလို့သူတို့ကပြောမိတတ်ပါတယ်ကိုပကံ꽌သွားတယ်ဘာကြောင့်꽌တယ်လဲလို့ကြောင်းကြပါကိုပကံပြောက်သွားတယ်ဘယ်လိုပြောက်တာလဲလို့ကြောင်းကြကြပါလို့သူတို့ဒီလိုတိုက်တွန်းတာဟာကြောင်းကြတာကြီးငဘူကမှဒုမတာတို့တောင်ဖြစ်ဖြစ်နေတာဘယ်နှကြောင့်တိုက်တွန်းနေရတယ်လဲလို့မေးကြရှိတယ်တကယ်တော့မကြောင်းကြလားသူလို့ပါပဲ မကြောက်ကြရင်ပါဖြစ်မယ်မကြောက်ကြရင်တော့သူဟာမကြည့်ဖြစ်ဘူးမကြည့်ဖြစ်ရင်တော့ဘာကြောင့်ကွဲတယ်လဲလို့မသိရင်ဒီကွဲတာရဲ့တင်ကန်းတာပဲကြည့်လို့ရမယ်ဘာကြောင့်ကြောက်တယ်လဲလို့မသိရင်ဒီကြောက်တာရဲ့တင်ကန်းတာပဲလို့လို့ရမယ်အဲ့ဒါလို့မရတော့ကြောက်တာရဲ့အကြောင်းချင်းတာကိုမသိမှုရဲ့အတွက်နောက်ဒီလိုကြောက်ဖို့ရံအတွက်တရားဖင်ထားတယ်နောက်ဒီလိုကွဲဖို့ရံအတွက်လည်းပဲတရားဖင်ထားဖြစ်ပါတယ်ဒါကြောင့်နောက်ဒီလိုထက်ထပြီးပဲကွဲနေပြပြောက်နေပြဖြစ်ပါတယ်လို့ပြောနေပါတယ် အဲ့တော့အဲ့လိုမျိုးမဖြစ်ရလျောက်သိဖြင့်ကိုင်းကြောက်ကြတာဒါကြောင့်ကွဲတယ်လေဘယ်လိုကင်လို့ကွဲရလဲဘယ်လိုထားလို့ကွဲရလဲဒါကြောင့်ကြောက်တယ်လေဘယ်လိုဘယ်ဘသူဒီပါသားလို့ကြောက်တာဖြစ်နေတယ်လေဘသူယူသားလို့ကြောက်တာဖြစ်နေတယ်လေကိုယ်ဘယ်လိုမသိမသိမိတာလို့နေလို့မလို့သိသိမိတာတွေလို့နေလို့မလို့ကြောက်တာဖြစ်နေတယ်လေလို့ဆိုတာမျိုးကိုဒါသိသိရပါလိမ့်အဲ့လိုသိဖြစ်မှပဲလုံးထောင်ဒီအကွဲကြောက်ဆိုတာမျိုးမကြောက်သိနိုင်ကြပါလိမ့်မယ်အဲ့လိုမျိုးလုံးနိုင်မှလဲဒီပကံရဲ့တံပိုးကိုဖက်ခါတက်ခါပေးနေရတဲ့အဖြစ်မရောက်ဖဲနဲ့ ဒါဒီခံဒုက္ခရရမယ်လို့ဒီလိုမျိုးတွေပြောကြမှာလေဒါပြောသွားလိုက်တာကအစွဲနဲ့ဆက်လျင်းလို့အစွဲမဟုတ်ရဘူးအစွဲလို့ထင်ပြီးတခါလားအစွဲမဟုတ်တဲ့အစွဲကိုသွားပြီးထုတ်နေလို့ရှိရင်အဲ့လိုထုတ်တဲ့အတွက်ဒုက္ခတွေရောက်ဖို့တောင်းပြောကြမှာလေအတော်များများအစွဲကိုပြတ်မှတ်ခြင်းနဲ့တရားသမားတွေဖတ်တတ်ပါတယ်အစွဲကိုလည်းထုတ်ကြပါတယ်ဒါပေမဲ့အစွဲမဟုတ်တာကိုသွားပြီးအစွဲထုတ်မိတဲ့အတွက်သူ့မှာဒီအစွဲပြုတ်တာကြီးနဲ့နေနေတဲ့အကြောင်းဘုရားမှာနှုတ်မိန်ပြီးသွားတတ်ပါတယ်လို့ ။ညီအစ်ကိုရဲ့အဝဝိုင်းနေမှာလည်းပဲတတိတောင်းကိုကိုတိုင်းကနေပြီးတော့သူတန်းကြည့်ကြပါလို့ဒီလိုပြောနေပါတယ်။သူရဲ့စိတ်တည်းဆိုပြီးထုတ်လိုက်တာကိုကိုလည်းကိုကိုမှမသိ။ကိုညာလည်းကိုညာမှမသိ။ဒါမရလည်းကိုဒါမရမှမသိ။အဲဒါလို့ခါရအစားကားဖြစ်သွားတယ်ပဲ။တင်ဟာပေါ်မှာလေးနေရမယ်လို့ညာတောင်မသိတော့ဘူး။တင်ဟာပေါ်မှာတောင်းချောက်ရမယ်လို့ညာတောင်မသိတော့တဲ့အခြေအနေကိုရောက်ကြပါတယ်။အဲဒါလို့ရောက်တဲ့အတွက်ဒီသူကဘာဖြစ်တယ်လဲ။အလုံးဘဝကြီးကညှိုးညှိုးမြင့်မြင့်ကြီးဖြစ်သွားတာလေ။အိမ်မှာကြည့်လိုက်ရင်လည်းဒီဦးပြည့်ဒီဖြစ်ဖြစ်ရတွေကလည်းကျိုးလို့ကျဲတဲ့ သားတို့မယားတို့ကလည်းကပောက်ပြီးကောက်တာအစကတခါတဲ့ဘသူစကားဘသူလေးသားရမယ်လို့ဆိုတာမျိုးလည်းပဲမသိဘူးလို့ဆိုအဲ့လေးသားတွေအားဆိုတဲ့အလေးကြီးအကုန်လုံးကိုတခါတဲ့အသွဲဆိုတဲ့ကလာတောက်ပြီးသွားလို့ပါပဲလို့သူပြောကြပါတယ်အဲ့တော့အသွဲဆိုတဲ့ဟာနဲ့ဆက်လျင်းလို့ဒါဥတ္တေမေးလိုက်တာကတော့ဒါဥပါဒနဲ့ခန္ဓာဆိုတာကိုအနည်းဖော်ဖို့လိုအပ်ပါတယ်အဲ့ဒါကိုဒါအစ်ဖေကပေါ်ပေးတာကိုတို့တို့နားကြားပြလေမှတ်သားပြလေဆိုတာမျိုးပြောလိုက်ခါမှာတို့တို့ကလက်ဖော်လိုက်တာဆိုတာကအသွဲနဲ့ဖော်မှားရင် ဒုက္ခများနိုင်တာရဲ့အကြောင်းကိုတတိတနာကြီးတို့တောက်ပြောနေပါတယ်။လူလဲလူအပ်မယ်လို့ခင်မြင်လို့ပြောတာလို့မှတ်ယူပြီးတော့ဒါပြတတ်ပါလို့သူပြောနေမှာ။တကယ်ကြတော့အကျိုးကိုကျွတ်တော့ပြောပြရပါပါ။ဒီအကျိုးဆိုတာလေးကပြောရင်လွယ်လွယ်ကလေးလိုလိုဖြစ်ပေမဲ့သဘောတရားမပါဘဲနဲ့သူ့ပြောကိုကောင်းသာမန်အရက်စကားလေးနဲ့ပြောရင်တော့လွယ်လွယ်ပဲလို့လို့ထင်ရပါတယ်။ဒါပေမဲ့လို့သာဝင်ပေဝင်သဘောမျိုးလို့ သဘောတရားလူကိုယ်ထဲမှာဖြစ်ပွားနေတဲ့ဖြစ်ရကလေးတွေခင်းကျင်းပြီးတော့မပြောဆိုရင်အကောင်အဲ့လိုမျိုးမသိရင်မှဖြစ်တဲ့အတွက်ဒီနေရာမှာတော့မှတ်တမ်းကလေးလည်းပဲဒါကိုနားထဲမှာပြီးပြီးပြင်းပြင်းတင်ထားနိုင်ရလေအောင်ဒီအစွဲနဲ့စာရင်းလို့ကိုကြီးကြီးလင်းလင်းလေးတို့ဖွင့်ပါဖို့ကြွားမယ်လို့ခင်ပါတယ်တကယ်တော့အစွဲကိုအနက်ဖွင့်ရင်ဒီခင်နာလေးကအဖြစ်ကလေးတစ်ခုကိုအရင်အနက်ဖွင့်ပေးဖို့လိုအပ်ပါတယ်ဗျာဒီခင်နာကလေးကအစွဲကိုအနက်ဖွင့်ဖို့အတွက်အနက်ဖွင့်ကြရကလေးကနံပါတ် ငါဟိုတစ်ချက်သိဖို့လိုအပ်ပါတယ်ဗျာကိုယ့်ကိုပထမသိဖို့လိုအပ်ပါတယ်ဗျာနံပါတ်2ကကိုယ့်ကိုရောင်ထောင်းနေတဲ့ကိုယ့်ကိုလာပူးနေတဲ့ကိုယ့်ကိုမဟုတ်တဲ့ကိုသိဖို့လိုအပ်တယ်လို့ဒီလိုမျိုးလေးပြောချင်ပါတယ်ဗျာဒါတော့အလေးနဲ့ကလေးပေါ်ထားပြီးတော့ပါတာပြကြပါတကယ်လို့များအေးခါကကိုယူးညင်းနေတဲ့အယူလေးနဲ့ကင်းကွာပြီးတော့နေရင်လည်းပဲဒါလေးကိုသိခံပြီးတော့ဩဒါတမျိုးတစ်ပုံတို့ကြားရတာပဲလို့ဆိုတာမျိုးလေးနဲ့ သိခံပြီးတော့မှတ်သားပေးကြပါလို့ဒီလိုပြောချင်ပါတယ်ခုကိုပြောတဲ့စကားကတော့နည်းနည်းတော့စုတ်တယ်လို့များဖြစ်သွားမလားတော့မပြောတတ်ဘူးစုတ်တယ်ဆိုရင်ခွင့်လို့ပြီးတော့နားကြားပေးကြပါသူကဘာပြောတယ်လဲလို့ဆိုတော့နံပါတ်၄ကိုကိုကိုပြီးဖို့လိုအပ်ပါတယ်လို့ဒီလိုပြောချင်ပါတယ်ဗျနံပါတ်2ကတော့ကိုကိုကိုလာပူးနေတဲ့ကိုကိုလည်းမဟုတ်တဲ့ကိုကိုရောင်ကောင်းနေတဲ့အရာတစ်ခုကိုလည်းပဲပြဖို့လိုအပ်ပါတယ်လို့ဒီလိုမျိုးကလေးတို့တို့ပြောပါတယ်ဗျာအဲ့တော့ပြောမယ်ဆိုရင် ဒီစကားကတော့သိသိမိတယ်လို့တော့ဖြစ်ပါမလားငကိုခွဲတော့ဖြစ်သွားတယ်လို့တော့ကြည့်တယ်လို့သူပြောရလိမ့်မယ်နံပါတ်1ကိုကိုနံပါတ်2ကိုကိုမဟုတ်ခဲနဲ့ကိုကိုရောင်ဆောင်ပြီးတကလားကိုကိုကိုလာသူနေတဲ့အရာလို့ဒီလိုမျိုးပြောပါတယ်ငါရဲ့ငါမဟုတ်တဲ့သူရဲ့လို့ဒါအရာစကားကလေးနဲ့ပြောလိုက်တော့မယ်ငါဦးဒီခါကဒီစကားနဲ့နည်းနည်းအနမ်းกว่าတယ်ဒီခါကတရားဓမ္မလေးလာကြရတာမှာတော့ ။ငါသူတဲ့သမုဒိသစ္စာကိုတောင်မှမဟုတ်ညင်းညင်းကြီးကြေပေါင်းကြေပစ်နေကြရတာကတခုတည်းရလုပ်ငန်းတရားဓမ္မရဲ့ပင်မလုပ်ငန်းလို့လို့ဖြစ်တဲ့အတွက်ဒါငါသူရာကိုတိုင်းတောင်မှဒါအတိအထမရှိတယ်လို့မျိုးလောက်ထားကြပါလေဗျာ။အဲ့တော့အခုသူတို့ပြောတာကနံပါတ်၁ပုဂ္ဂိုလ်ကိုပိဠိတာကလေးတိဖို့လိုအပ်ပါတယ်လို့ပြောမှသိတော့ငါကိုပိဠိတာတိဖို့လိုအပ်ပါတယ်လို့ပြောရဲဆိုတော့တကယ်တည်းကရင်းတယ်ဘို့လို့ဆိုတဲ့ဟာမျိုးလို့ပဲသူတို့ကပြောတာကိုယ်တိုင်းကိုယ်က ငကူကသဒ္ဒနာလို့ဆိုရဲလောကပေါ်မှာတရားပုဂ္ဂိုလ်များမြင်နေကြတဲ့အမြင်နဲ့ခုကဟာရှားနေတယ်လို့သူပြောနေမှာအဲရှားတာကတော့ဒါနှလုံးထားပြီးတော့တောပိုင်းလုံးကဏိဒန်းခံနေတဲ့အတိုင်းပဲရှားလို့ပဲမှတ်ပါအဲဒီမှာနမတိကိုယ်ကိုယ်ကိုမြင်အောင်ကြည့်ပေးပါဘယ်ဟာငါလဲနမတိကိုယ်ကိုယ်ကိုယ်မဟုတ်ဘဲနဲ့ကိုယ်ကောင်ဆောင်ပြီးတော့လာပူးနေတဲ့အရာကိုမြင်အောင်ကြည့်ပါလို့ ဒီလိုမျိုးလေးငါရဲ့ငါမဟုတ်တဲ့အကောင်ရဲ့ငါရဲ့ငါရောက်ဆောင်ပြီးတော့ငါ့ကိုယ်ကိုလာကပ်နေတဲ့ငါမဟုတ်တဲ့အကောင်ရဲ့လို့နှစ်ကောင်ခွဲပါလို့ဒီလိုပြောနေမှာဗျာအဲဒီလိုနှစ်ကောင်ခွဲလိုက်နိုင်သွားပြီဆိုရင်တော့အခုနောက်တော့အတွဲဆိုတာကိုပိပိတတ်တည်ရတော့ပါလို့ဒီပြောနေမှာလေဥပါဒနဲ့ခန္ဓာကိုယ်ကိုပိပိတတ်တည်ရတော့ပါလို့ငါဆိုတာပါလေအဲဒါဒါလေးလို့ပါမယ်နောက်ငါရောက်ဆောင်ပြီးတော့ငါမဟုတ်တဲ့အကောင်ဆိုတာပါလေလို့ဒါကို ဒါကြိုးတို့နည်းနည်းပြောပြရပါမယ်အဲ့ဒါဘာဖြစ်လို့ပြောပြရမှာလဲလို့ဆိုတဲ့အခါကျတော့ခုနကအတော်ကိုပေါ်ပြအောင်တက်ပါငါဆိုတာပါလဲလို့ဆိုတဲ့စကားကိုမေးတဲ့အခါမှာသူ့တို့မျက်စိတွေရှိတယ်အဲအမေမွေးပေးလိုက်တဲ့အချိန်နားရှိတယ်နှာရှိတယ်ကြားရှိတယ်ကိုယ်ရှိတယ်ပြောမယ်ဆိုရင်တော့အဲ့ဒါတွေကသူ့ပေါင်းပြီးရရှိလို့သိနေရတဲ့ပုံဝင်စိတ်တွေဖြစ်တယ်မနှောတော်တာမနှရှိတယ်ပေါ့မျက်စိနားနာတရားကိုသိလို့တရားလောကကပုံပုံများရွတ်တတ်တဲ့အပြေးသွားရွတ်စရာဒါအာယုကံအင်္ဂါကလေး၆ခုရှိတယ် ရဲ့စီရဲ့နားရဲ့နားရဲ့ကြားရဲ့ကိုရဲ့အားဖို့ပေါ့ဗျာနောက်တစ်ခုကလေးကတော့အဲ့ဒီရဲ့စီနားနာကြားကိုတို့နဲ့ဒီပြည့်စုံလို့ရတဲ့အခါမှာဖြစ်ပွားတဲ့စိတ်ရဲ့အကျိုးဝိပ္ပစိတ်လေးဖြစ်တယ်ကိုဝင်လို့ဆိုတဲ့မနောဒွါရဖြစ်တယ်ဒါကတ္တမအာယုဘအင်္ဂါလေးပေါ့ဗျာအဲ့လိုသူ့ဘောင်အာယုဘအင်္ဂါ၆ခုရှိတယ်အဲ့ဒီအာယုဘအင်္ဂါ၆ခု ਨੇ အမှန်ကန်တိုင်းသိသိပြီးတော့ညင်းနေတဲ့အမြင်လေး ਨੇ သိသိညင်းနေတဲ့အမြင်လေးကြောင့်ဖြစ်ပွားနေတဲ့အဖြစ်တွေဟာတော့ပြင် နာနာရီလို့ပြောနာအဲ့ဒါနာပဲအဲ့ဒီနာကိုတူတူဒါရောက်လိုက်တာပါဒါအပြေးသွားလို့ပဲမှတ်သားကြရအောင်ပါနာောက်တာကလေးကိုမကြည့်နိုင်ကြဘူးဆိုရင်တော့ဒါကလေးကိုထပ်ထပ်ကလေးသိတာပြီးတော့ကြည့်ပေးကြရလိမ့်မယ်ကြည့်လည်းပေးကြပါလို့ပြတာရခံပါတယ်နောက်တစ်ခါနာမလို့တဲ့အကောင်ဆိုတဲ့အရာကိုနာကိုလာပူးနေပြီးတော့နာရောင်ဆောင်းနေပြီးတော့ငါလည်းမဟုတ်တဲ့အကောင်ဆိုတဲ့အရာတစ်ခုကိုတူတူောက်ကြအောင်အဲ့ဒါကပါလဲလို့ဆိုရင်မျက်စိနာနာလျာကိုလို့ဆိုတဲ့ အာယုံနိုင်အင်္ဂါ၈၅ခုနဲ့အာယုံလေးကိုယူလိုက်တယ်။ယူလိုက်တဲ့အခါမှာအဲ့ဒီအာယုံလေးကိုသူကနေပြီးတကလားခံစားရတယ်။ခံစားတဲ့အခါမှာသူကအဲ့ဒီခံစားမှုပေါ်မှာရင်မူးတယ်။ရင်မူးတာကပြောမစေရင်ဗမာစကားပြောနေကြတာကိုချင်းရင်ကတင်းတွေ့နှမ်းပဲလို့ဆိုတဲ့စကားလို့သူတို့စမ်းကြရင်တော့နွားချောတာပဲလို့ဆိုတဲ့စကားလို့အဲ့ဒီလိုမျိုးစကားအတိုင်းပဲဒါကိုကလုံရင်လိုတယ်လို့မျိုးအာယုံကအထင်ကြီးသွားတတ်တယ် မလို့ရင်လည်းမလို့တလို့အာယုံရဲ့အတိုင်းခါကိုကိုကမမှတ်သားနိုင်နဲ့နဲ့အထင်လေးသေးသွားတတ်တယ်။ဒါကလေးကိုပေါ်လင်းအောင်လေးနည်းနည်းကလေးကြောက်ဖို့လိုအပ်တယ်။ဒါကလေးနည်းနည်းပေါ်လင်းအောင်ဆိုတာကတော့တကယ်ပုံနေနဲ့ကတော့ပြီးသွားပြီ၊ပြီးသွားပြီ။ဒါပေမဲ့လို့ကိုယ့်အဖြစ်ကလေးနဲ့ကိုယ်တိုင်သိနိုင်ဖို့ရံတွေ့တော့ခင်ဗျားတို့အသားစာတစ်ခုကိုစားတဲ့အခါမှာစားတဲ့အခါမှာအဲ့ဒီအသားစာရဲ့ရတာကတစ်မျိုးမစားတဲ့အခါမှာအဲ့ဒီအသားစာရဲ့ရတာကတစ်မျိုးဘယ်လောက်ကောင်းမင်းနဲ့မစားတဲ့အခါမှာအဲ့ဒီအသားစာရဲ့ရတာဟာအဲ့ဒီမဟုတ်ဘူး။စိတ်မကောင်းတာပဲ။ သားနေတဲ့အချိန်မှာသားရင်တော့အဲ့ဒီအသားစာရဲ့ရတာဟာတိတ်ကောင်းသွားတတ်တယ်လို့ဘယ်လိုဆိုလို့လဲဒါကခံစားမှုမှာတတိမမှုပဲနဲ့အပမာဒမဖြစ်သေးနဲ့ပမာဒမြန်ဖြစ်နေကြတယ်အာယုံရဲ့ပမာဏမှန်ဖြစ်ကြဘူးလို့ဘယ်လိုဆိုလို့လဲပါအဲ့ဒီအာယုံရဲ့ပမာဏမှန်ကိုမသိလိုက်ကြပဲဖြစ်သွားတဲ့ခံစားမှုမှာရင်မှုလို့ရှိရင်ဒါဖြစ်လေတိတ်မကောင်းလာတာဖြစ်နေမယ်ကိုကတိတ်ကောင်းတယ်လို့ထင်သွားရင်အဲ့ဒီအာယုံမှာရင်မှုလာကြအဲ့ဒီအာယုံပေါ်မှာအမြင်လွဲတယ်လို့ပြောကြပါလေ အဲ့ဒီလိုပဲသိကောင်းတာမဟုတ်ပေမဲ့သိကောင်းတယ်လို့ကိုကထင်သွားရင်လေအဲ့ဒီအာယုံပေါ်မှာအဲ့ဒီသူမြင်လေလို့သူပြောနေပါလေအဲအာယုံတစ်ခုခုပေါ်မှာကိုကနေပြီးတော့မကောင်းအားဖြင့်လကောင်းမကောင်းအားဖြင့်လကောင်းတကယ်အမှန်တိုင်းအာယုံသဘောအတိုင်းမမြင်မဲနဲ့မှန်မှန်ရင်းရင်းမြင်သွားပြီလို့ဆိုနေတော့အဲ့ဒီသူဟာအတွေ့တစ်ခုဝင်သွားပြီဒီလိုပြောနေပါလေဗျာအဲ့ဒါပါလဲဆိုရင်အဲ့ဒီအာယုံရဲ့ရှိတဲ့အတိုင်းပါတိုင်းကိုမြင်တာမျိုးပဲနဲ့မရှိတဲ့အတိုင်းပါကိုသူမြင်တာဖြစ်တဲ့အတွက်သူ့ရဲ့အမြင်ဟာအဲ့ဒီအာယုံရဲ့ တိုင်းမြင်တဲ့အမြင်ပေါ့ဘူးသူရဲ့လုံးမြင်ဆက်ကူတာဒါကိုပြောချင်ပါတယ်အဲ့ဒီအစောမြင်လေးမြင်သွားပြီလို့ဆိုရင်အဲ့ဒီမြင်သွားတာပေါ်မှာမြည်ပြီးအဲ့ဒီအာယုန်နဲ့စတယ်ရင်သူဟာတွဲပြီတွဲတာဒါရင်နဲ့သူ့အာယုန်ကအင်္ဂါမှာသူ့ကြည့်ပြီးတော့တွဲကလေးလို့ဆိုရင်ရုပ်အားဖြင့်လည်းတွဲတယ်စိတ်ကြည့်တယ်လို့မှတ်တယ်ဝေဒနာအားဖြင့်လည်းတွဲတယ်ပညာအားဖြင့်လည်းတွဲတယ်သင်္ခါရအားဖြင့်လည်းတွဲတယ်ဝိညာဉ်အားဖြင့်လည်းတွဲတယ်အဲ့ဒီလိုမျိုးလို့တွဲတဲ့ခန္ဓာ၅ပါးကိုတော့ဝိညာဉ်နဲ့တင်ညာတင်ခါရဝိညာဉ်ပဲဖြစ်ပေမဲ့ အဲ့ဒီယောဂိနာပညာသင်္ခါရဝိညာဉ်ကတော့အစွဲယောဂိနာပညာသင်္ခါရဝိညာဉ်ဖြစ်ပါတယ်လို့အဲ့တော့အဲ့ဒီအစွဲယောဂိနာပညာသင်္ခါရဝိညာဉ်ဟာဘယ်သူလုံးလို့မေးလို့ဖြစ်ရဲ့ငါကငါမှဖြစ်တဲ့ရုပ်လည်းမဟုတ်ဘူးဝေဒနာလည်းမဟုတ်ဘူးပညာလည်းမဟုတ်ဘူးသင်္ခါရဝိညာဉ်လည်းမဟုတ်ဘူးငါမဟုတ်တဲ့ငါရောဆောင်းပြီးတော့ငါလုပ်နေတဲ့အရာတစ်ခုကနေပြီးတော့ဖြစ်သွားတယ်ဒီဝေဒနာပညာသင်္ခါရဝိညာဉ်ဖြစ်ပါတယ်အဲ့ဒါဟာတော့ဥပါဒဏ်ရဲ့ခန္ဓာပါပဲလို့ဒီလိုပြောနေပါတယ် ဒီနေရာမှာကြုံရတဲ့စကားလေးကအပိန်လေးဖောင်းလေးရှိပါတာနည်းနည်းကြံကြည့်ကြည့်မယ်။သူကဥပါဒနာခန္ဓာကိုပြောဖို့အတွက်ဖြစ်ခြင်းဒါပထမတစ်ဖြစ်ပြီးလို့ရငါရဲ့ငါမဟုတ်တဲ့သူရဲ့လို့ဆိုတာမျိုးပုဂ္ဂိုလ်ကိုနှစ်ခုပဲပြီးပြီးလို့လိုအပ်ပါတယ်လို့ဒီလိုပြောခဲ့ပါတယ်။ငါကိုနည်းနည်းပြောခဲ့ပြီ။ငါမဟုတ်တဲ့သူငါရောက်ထောင်ပြီးတော့ငါအတုလုပ်ပြီးတော့ဒီလိုလူဆိုတဲ့အရာကိုပြောတဲ့အခါမှာတော့နည်းနည်းလေးလောသွားတဲ့ပဲအပိနေပါရဲ့ပါမလား။အခုနပြောခဲ့တယ်အောင်နေကိုအမှန်တိုင်းမသိပဲနဲ့ ဝေဒနာကြောမှမျောပြီးတော့မေ့လျော့တာပေါ့မှာပြီးပြီးတော့သူကနေပြီးတကလားဒီအာယုန်လေးပေါ်မှာတွဲသွားတယ်အဲ့ဒီတွဲသွားတဲ့အခါမှာတွဲသွားတဲ့စိတ်ကနေပြီးတော့နောက်ထပ်အဲ့ဒီအာယုန်မျိုးတွေကိုတွေးကြည့်တဲ့အခါမှာအဲ့ဒီအာယုန်ကိုခံစားတာဟာငါကခံစားတာမဟုတ်တော့ပဲနဲ့အတွဲကခံစားတာဖြစ်သွားတယ်လို့ဘယ်လိုပြောချင်ပါလဲဒါတော်တော်ကြီးနိမ့်နိမ့်ကောက်ကောက်ပြောတယ်မမှတ်ပါနဲ့ဥပမာစိတ်လေးတောက်ကြတူတိုင်းရက်တောက်ကြတူတိုင်းတခြားတခြားအာယုန်လေးပေါ်မှာရင်မှုပြီးတကလားခံစားမှုကိုအဝူထားပြီးတော့ခံစားကြတူတိုင်းဒီလိုမျိုးလေးပြောပါမယ် အဲ့ဒီလူတွေဟာတကယ်တမ်းကိုယ်နဲ့ပြည့်ညက်လှလို့ကိုယ်ဘဝကလိုအပ်လှလို့လို့မဟုတ်ခဲနဲ့ဒီကိုယ်သိနေတဲ့အစောကနေပြီးတော့တခါတခါပြည့်ကျင်တဲ့အမှုတွေကိုဖြစ်ဖြစ်နေတဲ့အတွက်ပြုတာဖြစ်တဲ့အတွက်ဥပမာဆေးလေးတောက်တဲ့လူတွေဟာငါကတောက်တာမဟုတ်ဘူးလို့ဒီလိုပြောနေပါတယ်ငါကိုပြီးပြီးငါရောင်ဆောင်နေတဲ့ငါမဟုတ်တဲ့အကောင်ကတောက်တာလို့သူတို့ဒီလိုပြောနေပါတယ်အဲဒီလိုမျိုးလိုပဲတခါတခါဆိုအစောကြီးကြီးတွေကိုပြီးဝဲကြတဲ့လူတွေဟာအစောနဲ့ပြီးဝဲကြတဲ့လူတွေဟာတကယ်တော့ကိုကမိဝဲတာမဟုတ်ခဲနဲ့ အဲဒါမိဝဲတာဖြစ်တယ်ပြောမယ်ဆိုရင်တော့ငါကမိဝဲတာမဟုတ်ခဲ့နဲ့ငါရောက်ဆောင်ပြီးတော့ထားမှာပူပတ်နေတဲ့ငါမဟုတ်တဲ့အကောင်ကမိဝဲတာလို့လူပြောနေပါတယ်အဲဒီတော့လူတယောက်ထဲကိုပဲကြည့်ပါငါရဲ့ငါမဟုတ်တဲ့သူရဲ့လို့နှစ်ဦးအဲဒီတော့ငါရဲ့ငါမဟုတ်တဲ့သူရဲ့လို့တဦးကိုပြင်းပြင်းထန်ထန်သိနေလို့ဆိုရင်တော့ငါမဟုတ်တဲ့သူကထုတ်ရှားတာကြောင့်ဖြစ်ပွားတဲ့ရုပ်တိုင်းငါမဟုတ်တဲ့သူကထုတ်ရှားတာကြောင့်ဖြစ်ပွားတဲ့ဝေဒနာတိုင်းပညာတိုင်းတခါတာတိုင်းဝิญဉာဏ်တိုင်းအဲ့ဒါတွေဟာတော့ဥပ္ပါ chỉ qua để quên nào đấy tiền nhà đấy tiền khai quên gì đấy ấy là đi hàng đó thế upa phải ba ba được chưa mày mà ra thì sự trả lời đã bảo qua để quên đi ở quên nào đi ở tiền đi ở tiền đi quên gì đi ở đó cái này đó ở mà không được thì các bạn cứ mà cứ đấy nha để hai người mà cái gì này không mà cái này này để khai mà lấy mới cái gì này nãy nãy cái gì này xin xin chú chú giải đáp cái gì đấy ေတွေရတာတရားလေးတွေတိုင်းတာအနာတိုင်းအိုးလည်းလေဒါနာနဲ့ပြင်းရမှာမို့သူပြဥပမာစိတ်ထုတ်ရင်ဟာဘူးအဲသူတော့ကျင်လာပြီဒီအကြကြသွားဖို့ဒီအနာရော့သွားဖို့ဟာတော့ကျင်းမာကသူကလုတ်ထိနေတာဒီပါလို့ပြောဘယ်လောက်ကြီးလုတ်ကျင်းအဲ့ဒါလုံနေဖို့အတွက်ဘာသာရောင်းဘာသာပေါင်းကြီးပဒမရှိတော့မှအဲ့လိုကိုအတင်းကြကြီးတောင်းမှလှုပ်ရှားနေလေအဲ့ဒါလိုလုတ်ကျင်တာကတော့ဘယ်လောက်လုတ်ကျင်လုတ်ကျင်အတွဲနဲ့လုတ်ကျင်တာမဟုတ်ဘူးအဲ့ဒီလိုလုတ်ကျင်တာကတော့မာကလုတ်ကျင်တာဘယ်လိုမှမဟုတ်နဲ့ကိုကတကယ်လို့ဟုတ်တာမဟုတ်ခဲနဲ့ မင်းရောတာကြောင့်ဟုတ်တယ်လို့ထင်သွားတာဘုမတကယ်ဟုတ်နေတဲ့ဟာကိုမင်းရောတာကြောင့်ငိုဖူးလို့ထင်သွားတာအဲ့ဒီလိုမျိုးအစွဲတစ်ခုကိုဝင်ပြီးနောက်အဲ့ဒီအစွဲတစ်ခုကတေခိုင်းလို့လိုလားနေတဲ့လိုလားချက်တွေအုပ်ပြုတ်ပြီးတခါလားဖြစ်တယ်ကိုယ်ရုပ်တွေဝေဒနာတွေပညာတွေသင်္ခါရဝိညာဉ်တွေကတော့အဲ့ဒါဟာတော့ပြဥပါဒာနဲ့ခန္ဓာတွေပါလို့ပြောပြနေမှာလေအဲ့တော့ဥပါဒာနဲ့ခန္ဓာနဲ့ဥပါဒာနဲ့ခန္ဓာမဟုတ်တဲ့ခန္ဓာဆိုတာကိုအပြီးပြန်ဒီတရားကလေးကိုဖက်ဖွင့်ဖွင့်လို့ဒီတရားလားဤသင်အောင်တော့ပြန်လောက်အောင်ပြကြပါလို့ပြောပြနေမှာလေ အတွဲအတွဲခန္ဓာဥပါဒနဲ့ခန္ဓာဆိုတာလုံလားမှုတိုင်းကိုအတွဲဥပါဒနဲ့ခန္ဓာလို့မထုတ်လို့ပါဘူးအခုနကငါမဟုတ်တဲ့အကောင်ကလုံလားတာသိတော့သေးသေးလေးပုံပုံကလေးလုံလားအဲ့ဒါအတွဲငါကနေပြီးတကလားအကြီးကြီးလုံလားဟောဒီမျိုးကြီးကိုပေါ့ဟောဒီအိမ်ကြီးကိုပေါ့ညာအဲ့ဒီလိုမျိုးကိုလုံချင်တဲ့အသင်လုံလားမှုပြောင်းလုံလားငါကလုံလားတာသိတော့ ဥပါဒณะခန္ဓာမဟုတ်ပါဘူးဒီလိုပြောမှာလေ။ဟုတ်လားဥပါဒณะခန္ဓာနဲ့အနုပါဒณะခန္ဓာကိုကိုကတစ်ခုခုလေးကိုလုတ်ချင်တယ်ဆိုပြီးတော့လိုလားနေတာအတိုင်းကိုအသေးခန္ဓာလို့မပြောပဲငါမဟုတ်တဲ့အကောင်ကငါလာပူးပြီးတကလားငါရောင်ဆောင်နေတဲ့အကောင်ကတခါတည်းတစ်ခုတစ်ခုလိုလားပြီးတကလားလုတ်ဆောင်နေတယ်တတိယရာကြည့်နေတယ်ဆိုတဲ့ဟာကဒီဘာရဲ့ရုပ်ဝိညာဉ်တင်တဲ့ခန္ဓာဝိညာဉ်ကတော့ဥပါဒณะခန္ဓာပါကျန်တာကတော့ဘာဖြစ်နေနေအနုပါဒณะခန္ဓာပါလို့ဥပါဒณะခန္ဓာမဟုတ်တဲ့ခန္ဓာပါလို့ ဒီလောက်ပဲသူ့စကားပြတဲ့ဒါရဲ့အောင်ခင်ဗျာမိဘကလေးတစ်ခုဟာကျုပ်ဒီလောက်ကျေလွန်သွားတဲ့အတွက်နည်းနည်းမြန်မြင်ွေးသွားကြပါလားဒါကလေးနည်းနည်းပြီးရင်အောင်ဆိုပြီးတော့ကျုပ်တော်စကားကြောနည်းနည်းပြေးပြလိုက်ပါတယ်ဒါကိုခင်ဗျားတို့ကနားလည်နိုင်ကြပါလိမ့်လို့သူဒီလိုမျိုးဒါပြောတင်ပါတယ်ဒါကလေးကိုခင်ဗျားတို့ကလည်းပဲဒါနားလည်ကြတယ်လို့သူတို့ကြည့်ရင်တော့မဟုတ်နားလည်ကြကောင်းတယ်လို့မှတ်ယူနိုင်ကြတယ်သူတို့ကြည့်ရင်ပုံစံတော့ဒါတို့ခေါ်ပြကြပါ